အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ PP Media ဖြစ်ပါတယ်ခင်ဗျာဒီကနေ့ April 24ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဒလားမြို့မှာဖြစ်ခဲ့တဲ့ဒီတောက်ရီကန်ကြီးအဲ့တော့အများပြည်သူသုံးတဲ့တောက်ရီကန်ကြီးမြေဖို့ခံရတဲ့ခရံထုတ်ပေးတဲ့ပုံကိုယ်တွေလည်းခရံထုတ်ပေးတယ်အဲ့တော့အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အများသုံးတောက်ရီကန်ကြီးကိုခရံထုတ်ပေးလိုက်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့တခါမှတော့ကြားကြားလို့တော့မကောင်းပါဘူးဗျာဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာဝင်တွေကဒီတောက်ရီကန်နဲ့လှူရင်းဒါအထုံးမြတ်ကိစ္စ တော့လွှဲပေးလိုက်တဲ့သူကလည်းဘာလုပ်လဲဆိုတော့ထုတ်ထုတ်တဲ့ဒီပေးတဲ့လူတွေပဲသိပါဘောဗျာကျွန်တော်တို့သိပါတယ်မပြောတော့ပါဘူးပုံကိုရာကိစ္စတွေပါလာမှာဆိုလို့အဲ့တော့ဆက်ပြီးတင်ပြချင်တာကအဲ့တော့ဒီအပိုင်းမှာကျွန်တော်ဒီဒလားနဲ့တွန်သေးသွားဒလားနဲ့တွန်သေးလမ်းပိုင်းပေါ့အဲ့လမ်းပိုင်းကိုကျွန်တော်သွားဖို့ရှိတယ်ပြီးရင်ကျွန်တော်ဒလားမြို့ပေါ်သွားဖို့ရှိတယ်ဒလာမျိုးပေါ်သွားမယ်ကိစ္စတွေကရခင်ကဒီပေါ်မှာကျွန်တော်တို့အများပြည်သူတွေနေတဲ့နေအိမ်တွေပေါ်မှာဒါလူလူစုကနေဝင်ရောက်ကျူးကျော်တယ်ကျူးကျော်ပြီးတော့ခြံစည်းတွေခတ်တယ် ်ခြံစိုးတွေခတ်ပြီးတော့ရယူတယ်ပုံစံမျိုးစုံနဲ့ရယူတယ်အဲ့ဒီလူတစုပဲလက်ရှိဒီဒလားမြို့မှာမြေတွေမတရားရယူနေတာလူတစုရှိတယ်ဒီအုပ်စုပဲနာမည်တွေကျွန်တော်ဒီမှာမပါသေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကသတင်းပြောရင်တိကျပဲပြောချင်ပါတယ်အဲ့တော့နာမည်တွေမပြောသေးဘူးပြီးတော့ကျွန်တော်ဒီဒလားနဲ့တွင်သူကကားလမ်းပေါ်မှာကားလမ်းပေါ်မှာရှိတဲ့ဒီလေယာမြေလမ်းမေးဝဲမှာလေယာမြေရှိတယ်အဲ့ဒီလေယာမြေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီခြံစိုးတွေခတ်နေတာရှိတယ် အဲ့ဒီခြံစည်းကိုခတ်မှုတွေကကျွန်တော်တို့တကယ်ဥပဒေနဲ့အညီပြီးခြံစည်းကိုခတ်ကြတာလားဒါမှမဟုတ်ဒေသအာဏာပိုင်တွေကနားလည်မှုနဲ့ခြံစည်းကိုခတ်နေကြတာလားဒါမှမဟုတ်လူမိုက်အားကိုးနဲ့ခြံစည်းကိုခတ်နေကြတာလားကျွန်တော်ဒါတွေတွေးကြည့်မှဖြစ်ပါတယ်အဲ့တော့ဒီလောက်မိုက်နေတဲ့လူတွေပြခင်ဗျဖမ်းအကုန်ဖမ်းပြီးတော့ရှေ့တန်းတာပို့ပလိုက်ပြီးတော့ဘလောက်မိုက်လဲမြင်ရတာပေါ့တိတ်မိုက်နေလားပေါ့ဗျာအဲ့ဒီလူမိုက်တွေတိတ်မိုက်နေလဲရှေ့တန်းတာပို့ပလိုက်အဲ့ဒီဒေသမှာတော့ကျွန်တော်ဒီလူမိုက်အားကိုးနဲ့တော့အဲ့မှာလှုပ်ချင်တယ်လို့လှုပ်တယ်အဲ့တော့ကျွန်တော်ဒီဒလားမြို့ဒလားဒလားမြို့မှာရှိတဲ့ဒီတေကပတ်လဲ တေကားရှိတဲ့ဒီရေကန်ကြီးပေါ့ဗျာတေကားရှိတဲ့ရေကန်ကြီးမြေကြီးလာဖိုးတဲ့ခါမှာလဲလူမိုက်အားကုန်းနဲ့မြေကြီးလာဖိုးတာဗျာအဲ့တော့ကျွန်တော်တို့ကဒီလောက်ဒီလောက်ကျွန်တော်တို့ဒီခေတ်ဒီဒီအခြေအနေမှာဒီလူမိုက်အားကုန်းနဲ့အလုံးလုံးတာကြီးอ่ะခင်ဗျအဲ့ဒီစနစ်ကြီးကိုရဲရဲဆက်ဆက်ဖြတ်သိမ်းရမှာကျွန်တော်တို့ဆိုအဲ့ညမှာဆိုအဲ့လူမိုက်တွေအကုန်လုံးထောင်လက်ထည့်ပြင်မှာထည့်ပြင်မှာစနစ်တကူကိုဒီလူမိုက်တွေနဲ့ကျွန်တော်တို့သွားလို့မှမရတာဗျာဟဲ့လားဒီဒီလူမိုက်တွေအားကိုးတဲ့သူတို့တခါတည်းတခါတည်းခင်ဗျအဆွဲပါကျူးအောင်ရိုက်ရမှာဗျာအဆွဲပါကျူးအောင်ရိုက်ရမှာအဲ့တော့ကျွန်တော်ကတော့ဒီအပိုင်းမှာအဲ့ဒီဒလတုန်လေးသွားကားလမ်းပိုင်းမှာသွားကြည့်မယ် လာလိုင်းတရားလိုင်းတရားနေပြီးတော့ကျွန်တော်ဒီဘက်အဲဒီဘက်ဒီဘက်တွန်ဒီဘက်လမ်းစုံလမ်းစုံကနေပြီးတော့ကျွန်တော်တစ်ဖက်ကိုဒလာဘက်ကိုပြောင်းဝင်မယ်ပေါ့ပြောင်းဝင်ပြီးတော့ကျွန်တော်ဘက်ကိုပြန်လာမယ်ပေါ့အဲ့လိုအခြေအနေတော့ပြင်ထားတယ်သွားကြည့်လာပါဗျာသွားကြည့်လာပေါ့အဲ့တော့ကျွန်တော်တို့ကတော့ရှင်းတယ်နိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ပိုင်တဲ့နိုင်ငံတော်ရဲ့ကျွန်တော်တို့ဒီနိုင်ငံတော်ပိုင်မြေတွေကိုထိန်းသိမ်းရမှာကျွန်တော်တို့လည်းတာဝန်ရှိတယ်ကျွန်တော်တို့ကနိုင်ငံသားလေဗျာအဲ့တော့မထိန်းသိမ်းတဲ့သူကဘယ်သူလဲကျွန်တော်သွားကြည့်မှာပေါ့သွားကြည့်မှာတကယ်လာမှာနော်ကျွန်ပြောတာတကယ်လာမယ်ပြီးသွားရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ဓာတ်ပုံတွေရိုက်မယ်ရိုက်ပြီးကျွန်တော်တိုင်းဆူအဖွဲ့ကိုမေးမယ် အဒီမှာချက်စီးကိုခတ်နေတာတွေကတကယ်တော့ဒါဒါစီမူစီမံခွင့်ပြုထားလားတိုင်းရဲအစိုးရဘက်ခွင့်ပြုထားတာလားဒါမှမဟုတ်စီပြားလည်းခွင့်မပြုတိုင်းရဲအစိုးရလည်းခွင့်မပြုဆိုရင်ဒီလူတွေကဘသူအာဏာအခွင့်အာဏာနဲ့လုပ်နေတာလဲကျွန်တော်သိရတာကတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးလက်ထက်မှာလေယာဉ်မြေတွေကိုကျွန်တော်အခြားသည့်30ခွင့်လုံးဝပြုမထောက်လို့ကျွန်တော်သိရပါတယ်ဒါတော့ရှင်းပါတယ်ကျွန်တော်တို့တိထားတဲ့အချက်ပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကတော့ဒီအစိုးရကိုကျွန်တော်ယုံတယ်ဗျာဒီအစိုးရကိုကျွန်တော်ယုံတယ်ဒီအစိုးရကိုချစ်တယ်ဗျာကျွန်တော်ကျွန်တော်အစိုးရမှာကျွန်တော်မချစ်ကျွန်တော်ဘုသူ့သွားချစ်ရမှာလေကျွန်တော်အစိုးရကျွန်တော်ချစ်တယ် ချစ်တဲ့ခါကျမှကျွန်တော်ပြောတဲ့ပြောရမယ့်ကိစ္စလည်းပြောရမှာပဲဗျအဲ့တော့ကျွန်တော်ဒလားနဲ့တူနေပြီးတော့ကားလမ်းမကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ဒီလမ်းမေးဝဲရမှာလမ်းမေးဝဲရမှာကျွန်တော်တို့ဒါခြံစည်းိုးတွေခတ်ထားတယ်လေယာမီတွေမှာလေယာမီတွေဖြတ်ပြီးတော့ခြံစည်းိုးတွေခတ်ပြီးတော့ကျွန်တော်တို့တို့အာလုံလုံနေတဲ့ဟာတွေကျွန်တော်တမုံသွားရင်ပဲတမုံရိုင်းပြီးတော့ကျွန်တော်ဒီဒလားမျိုးထဲမှာအများပြည်သူကိုဒါကျွန်တော်အတိုင်းကျင်းပြီးတော့မြေယာတွေရောက်ထားတဲ့ကိစ္စတွေအခြေအနေကျွန်တော်သွားပြီးတော့မှတ်တမ်းသွားရင်ပဲယူမင်းကျွန်တော်တိုင်းပြည်ရဲ့အဆူအဖို့အမိမဲပြီးရင်နိုင်ငံတော်ဆီမှာအုပ်ချုပ်ရေးကောင်စီ ဒါအစိုးရဘက်ကလည်းကျွန်တော်မေးမှာပေါ့ဒါပေမဲ့အဲ့လိုမေးဖို့တော့ရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြီးခဲ့ရက်ကကျွန်တော်ဒီတလားမျိုးသားရေကန်ကြီးနဲ့ပတ်သက်ပြီးတော့ရန်ကန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုကျွန်တော်မေးခွန်းနဲ့မေးခဲ့ပါတယ်အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒါရန်ကန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကမနေ့ကညနေပိုင်းကကျွန်တော်ကိုပြန်ပြီးတော့ကျွန်တော်ရဲ့မေးခွန်းကိုပြန်ပြီးဖြေကြားပေးပါတယ်အဲ့ဒီအရာကိုကျွန်တော်မူရင်းနိုင်မဲ့တင်ပြပေးမှာဖြစ်ပါတယ်တလားမျိုးဘူရံပြည်ရက်ကမှာရှိတဲ့တောက်သုံးရေကန်ကြီးကိုတဲ့ဒါကျွန်တော်မေးတာပေါ့ဗျအနည်း260ခန့်ရန်ထုတ်ပေးတာပြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်မေးတယ်ပေါ့မေးတဲ့ကမှာတိုင်းဒေသကြီးအစိုးရအဖွဲ့ကကျွန်တော်အချက်လေးချက်နဲ့ပြန်ဖြေပါတယ် တော့တိုင်းရိုက်ဆိုအဝက်ဖြည့်ရဲဆိုပေမဲ့ကျွန်တော်သူ့ရဲ့အောက်မှာဖြည့်ဆိုတဲ့အောက်မှာဒီ YCDC လို့ပါတဲ့အတွက်ဒါကကျွန်တော်တို့ဒါရန်ကုန်မြို့တော်စီပင်ကဖြည့်တာပါအဲရန်ကုန်မြို့တော်စီပင်ကဖြည့်ရဲလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ပြန်ဖြည့်တယ်ပေါ့ဗျာပြန်ဖြည့်တယ်ပေါ့နံပါတ်1ဒေါ်စစန်းຫນွေအားတဲ့ခွင့်ပြုချက်မဲ့မြေပုံချင်းလုပ်ငန်းများအတွက်19ရက်3လ2025ရဲ့နေ့တွင်ရက်ဆိုင်ရန်ရန်ကုန်မြို့တော်စီပင်တာယာမှာအကြောင်းကြားခဲ့ပါသည်အကြောင်းကြားခဲ့ပါသည်19ရက်နေ့19ရက်3လဒါ2025 2025ရက်မှာပေါ့ဗျာဒီမြေကြီးဖို့တာရက်ဖို့ရန်ကုန်မြို့တော်စီပင်ကသွားပြီးအကြောင်းကြားတယ် ဲ့တော့ဒီရန်ကုန်မြို့မှာကျွန်တော်တို့ဒီဒီကျွန်တော်တို့မြေယာနဲ့ပတ်သက်ရင်အခွင့်အာဏာရှိဆုံးကရန်ကုန်မြို့တော်စီပင်မှာစီပင်မှာသူတို့ကသွားပြီးတော့မြေကြီးတွေဆက်မဖို့ဖို့သူကသွားပြီးတော့သွားတားတယ်ပေါ့ဗျာသွားတားတယ်တိုးတော်လည်းပဲဒီမြေပိုကြီးလုပ်ငန်းများဆက်လက်ဆောင်နေတဲ့အတွက်21ရက်3လ2025ပေါ့ဗျာ25ရက်မှာလည်းထပ်မံ၍ဒီရန်ကုန်မြို့တော်စီပင်သားရဲ့ကော်မတီမှာဒါကျွန်တော်တို့ထပ်ပြီးတော့အကြောင်းစာစာပေးပို့ခဲ့ပါတယ်ပေးပို့ခဲ့တယ်ပေးပို့ခဲ့တယ်အမှကျွန်တော်တို့ 19ရက်နေ့က19ရက်3လကကျွန်တော်တို့ဒီရက်ဆိုင်မှုရန်ကုန်မြို့တော်စီမံအကြောင်းကြားခဲ့တယ်ပြီးရခါမှာဒီအဖွဲ့ကအဲ့မှာအမျိုးသမီးအုပ်စုပေါ့ဗျအဲ့ဒီ group အဲ့ဒီ group ကျွန်တော်သိပါတယ်တချိန်ကြာလိုအပ်ရင်ကျွန်တော်ထုတ်ပြောလိမ့်မယ်အဲ့ဒီ group ကဒီမြေပိုကြီးလုပ်ငန်းတွေသူဆက်လက်ဆောင်ရတယ်ဆောင်ရတဲ့21ရက်3လ2025ရက်မှာ2025မှာဒါထပ်ပြီးရန်ကုန်မြို့လိုစီမံအကြောင်းကြားပါတယ်အကြောင်းကြားတယ်ပထမတစ်ချိန်အကြောင်းကြားတယ်ဒုတိယချိန်အကြောင်းကြားတယ်တကယ်တော့ဟိတ်ဆိုဟိတ်ကမှာတိတ်ဆိုတိတ်ကမှာမလုံးနဲ့ဆိုမလုံးနဲ့လောက်အောင်မလုံးနဲ့ဆိုလုံးဝမလုံးနဲ့လောက်အောင်အဲ့တော့တစ်ချိန်လဲတားတယ်နှစ်ချိန်လဲတားတယ်ဗျာ တော်တော်လေးတော့စိတ်ရှိတယ်ခင်ဗျာလမ်းပြေးသေးတယ်ရှင်းကြည့်ပါလားချက်ချင်းရှင်းလားမြန်မာလည်းကျွန်တော်လည်းရန်ကုန်မှာနေလာခဲ့တဲ့သူပါတို့ရတွင်တဲ့ဒီလုပ်ငန်းများဆောင်ရွက်နေတဲ့အတွက်24ရက်3လ24ရက်3လ2025တွင်ရန်ကုန်မြို့တော်စီမံကနေပြီးတော့သူရဲ့ဒီစီမံသားရဲ့အုပ်ဥပဒေ3တနည်းကကြီးအရတော်ဆန်းဆန်းတွေအားမြို့နယ်တရားရုံးမှာစီမံသားရဲ့သူရဲ့ဥပဒေရပါဗျအဲလာတာမြို့နယ်မှာတဲ့ငွေတန်3သိန်းပြည်နယ်ချမှတ်ခဲ့ပါတယ်ငွေတန်3သိန်း ခင်ဗျာခင်ဗျာအဲ့ဒီမြေကွက်ကြဘီလီယံနဲ့ချီတန်တယ်ဗျာပထမ16ရက်နေ့မှာဒါလေးဆက်မလုပ်ဘူးရန်ကုန်မြို့ရဲ့စီမံရေးလာတာတယ်ဂယူမဆိုင်ကိုဆက်လုပ်တယ်20ရက်နေ့မှာအကြောင်းကြားတယ်ထပ်မှန်လို့ပါတယ်ထပ်မှန်အကြောင်းကြားတယ်ဒါပေမဲ့ဂယူမဆိုင်ဘူးအဲ့တော့ဂယူမဆိုင်တဲ့အတွက်24ရက်နေ့မှာတို့ဒါအမိန်ချလိုက်ပါ3သိန်း3သိန်းကမ3သိန်းဆိုတာမြန်မာငွေ3သိန်းပါကျွန်တော်အမေရိကန်ဒေါ်လာ3သိန်းလည်းမဟုတ်ပါဘူးတရုတ်ယွမ်3သိန်းလည်းမဟုတ်ပါဘူးထိုင်းဘတ်3သိန်းလည်းမဟုတ်ပါဘူးမြန်မာငွေ3သိန်းဒါဟိုဖြစ်ပါတယ်ပြည်တန်ချမှတ်ခဲ့တော့လေဆက်လက်ဆောင်ရနေတယ်အဲ့ဒီလိုပြည်တန်ချမှတ်တယ် အဲ့ဒီလိုကျွန်တော်တို့သုံးသိလဲပြစ်ဒဏ်ချမှတ်ပြီးပါပြီပြစ်ဒဏ်ချမှတ်နေတာတော့မှအဲ့ဒီအမျိုးသမီးတစုကပြစ်ဒဏ်ချမှတ်ခဲ့တော့လေအဲ့ဒီအမျိုးသမီးတစုကဆက်လက်ဆောင်ရွက်နေကြအောင်တွေးရပါတယ်ဆိုလိုတာကဆက်လက်ဆောင်နေဆိုတာကမြေကြီးတွေဆက်ဖို့နေပါတယ်အဲ့ဒီတော့ဂရံပဲဖြတ်ခဲ့ပြီဖြစ်ပါတယ်ကဲခင်ဗျားရူးော်လို့ဆိုအဲ့ဒါကိုပြောတာမလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာမလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာကဲပထမတည့်ရဗျာခင်ဗျားတို့တရေပြချက်ဝင်ဗျာရှေးပါဆိုလို့19ရက်နေ့က ဆက်မလုပ်ဖို့အကြောင်းကြားလို့အကြောင်းကြားတာပို့တယ်စီမင်းရတဲ့အကြောင်းကြားတာပို့တယ်မြေကြီးဒီခရံထုတ်ပြရလဲစီမင်းရမှာထုတ်ပြရထုတ်ပြတဲ့သူတွေကပြန်တားရတယ်ဒါပေမဲ့ဟိုကဂယူးမဆိုင်ဘူးပြီးရင်ကျွန်တော်တို့ဒီ20ရက်နေမှာသွားပြီးတော့ထပ်တားရတယ်ဒါပေမဲ့ဂယူးမဆိုင်ကိုထပ်ဖို့တယ်ပြီးရင်ကျွန်တော်ဒီ24ရက်နေမှာသူတို့ဒါဒေါ်စန်းစန်းတွေကိုသူတို့ကဒီကြက်ကြက်ငွေ3သိန်းဒါစီမင်းသားအုပ်ဝီတွေကသူတို့ငွေတန်ပြက်ခဲ့ငွေတန်ချမှတ်ခဲ့တယ်တိုးတော်လည်းပဲအဲ့ဒီမျိုးသမီးကဂယူးမဆိုင်ဘူးပြက်တန်ချမှတ်ခဲ့တော့လည်းဂယူးမဆိုင်ဆက်လက်ဆောင်ရတယ်အဲ့ဒီနောက်ကျွန်တော်တို့ဒီခရံပယ်ဖြတ်လိုက်တယ်ဗောဗျာကဲခင်ဗျားတို့စဉ်းစားကြည့် ဒီဒီထုတ်ပေးတဲ့အဖွဲ့ကြီးကမင်းတို့မလုံးတဲ့လို့ပြောတာကိုဂူးမဆိုင်အကျဉ်းချင်းအဲ့ဒီဒလားမျိုးမှာအဲ့ဒီလူတစုကလူတစုရှိတယ်နာမည်တွေမပြောဘူးနောက်ပိုင်းကျွန်တော်ပြောမယ်လူတစုကမြေခွက်တွေကိုကျွန်တော်တို့အများပြည်သူနေတဲ့မြေခွက်တွေမှာမတရားရယူရတယ်အများကြီးပဲတချို့ဆိုဒီရန်ကုန်မြို့ဒီရောင်တိုင်းစုဒီအစိုးရအဖွဲ့နဲ့ဆိုင်းငံ့လုပ်ထားတဲ့နေရာတွေအများကြီးပဲရှိသေးတယ်ရှိသေးတယ်အဲ့ဒါတစ်ချက်ရန်အဲ့ဒီဒလားမှာကကျွန်တော်တို့မြေစည်းကအရန်ကောင်းသွားပြီဒီတရားကြီးကလည်းပြီးတော့မြေစည်းကခင်ဗျအရန်ကိုတက်နေတာလက်ရှိကခင်ဗျတို့မြင်အောင်စဉ်းစားကြည့် ဒီရန်ကုန်မြို့ဗပဲတန်းတို့လာတာတော့အဲ့ဒီကြောမှာကျွန်တော်တို့မြေရိုက်ချဲ့လို့မရတော့ဘူးလက်ရှိတရားကြီးကလည်းထိုးပြီးသွားပြီဆိုတော့ကိုရီးယားမြန်မာချစ်ချေတရားထိုးလိုက်ပြီဆိုတော့ဒီဘက်မှာခင်ဗျမြေစည်းတာမနေတော့ဘူးမနေတော့ဘူးအဲ့အဲ့ဒါကိုတည်ရတဲ့သူတွေအုပ်စုတွေကဒီလွတ်နေတဲ့နေရာတွေကိုဗျလွတ်နေတဲ့နေရာဘယ်နေရာမှာသူတို့ဝင်ပြီးကျူးလို့ရမလဲအဲ့မှာလည်းခင်ဗျလူမိုက်တွေကအခွင့်အာဏာတော်တော်ရှိတယ်ဗျအဲ့မှာရှိတဲ့ဒီချန်စိုးခတ်တဲ့အဖွဲ့တွေကဒီလူမိုက်တွေအားပြုတယ်လူမိုက်တွေအားပြုပြီးတော့ဘယ်သူမှထွက်ပြီးဖုန်းမရိုင်းနေတော့ဖုန်းရိုင်းဒီမှာဒုတ်ဒီမှာဒါဒီမှာဒုတ်ဒီမှာဒါအဲ့ဒါလေးဆိုခင်ဗျလွယ်ပြုတ်သွားတာ လွယ်ပြီးသွားပြီးလွယ်ပြီးခြံစုပ်ခတ်တာအဲ့တော့ကျွန်တော်မေ့ချင်တာအဲ့မှာရှိတဲ့ကျွန်တော်လုံချုံရေးဖွဲ့စည်းရတာဘာကြောင့်ဒီလိုဒုတ်သားကင်ဆောင်မှုကိုဘာလို့အရင်မြူတာလဲဒါကျွန်တော်တို့တရားဝင်ဆွေးမွေးရပြောတာဘာလို့အရင်မြူတာလဲပေါ့လူပိုက်တွေခင်ဗျသွားစစ်ကြည့်လိုက်အဲ့မှာဒုတ်တွေဓာတ်တွေပါတယ်ဒုတ်တွေဓာတ်တွေပါတယ်ဒါကျွန်တော်ဒုတ်တွေဓာတ်တွေပါတာမြင်တော့ပဲပြောတာမမြင်တော့ပြောတာမဟုတ်ဘူးအဲ့လိုရှိတယ်ဗျအဲ့တော့ဒီဒီတောက်ရေကန်ကိစ္စဆိုခင်ဗျကြည့်လိုက်ဒီစီပင်သားရဲ့အမိန်ကိုဘယ်လောက်နာကန်လဲဆိုအဲ့ဒါပဲကြည့်လိုက်အဲ့တော့ဒါတော့အဲ့အချိန်လေးပေါ့ဗျအဲ့တော့ဆက်ပြီးပြောချင်တာကကျွန်တော်ဒီအပိုင်းမှာဒလားနဲ့တုံတူသွားကားလမ်းလမ်းဘေးဝဲရသွားကြည့်မယ် တွားကြည့်တော့အဲ့ဒီလေယာမြေတွေပေါ်မှာဘယ်သူတွေခြံစည်းထုတ်ခဲ့လဲကျွန်တော်မသိဘူးကျွန်တော်ကမှတ်လာမယ်ဟုတ်ပြီဘဲအဲ့ဒီတလားတုန်နေသောကားလမ်းမိုင်းတိုင်းဘလောက်ဘလောက်နဲ့ဘလောက်ဖာလုံးကြားမှာလမ်းမြေဝဲရမှာဘယ်နေရာမှာခြံစည်းထုတ်ခဲ့တာလဲဟုတ်ပြီအဲ့ဒါကဘဲဝါနဲ့နီးရယ်ဘယ်နေရာဘယ်နေရာပေါ့အချက်လက်တွေကျွန်တော်ယူမယ်ကျွန်တော်ယူပြီးတော့ကျွန်တော်တိုင်းပြည်အစိုးရဖွဲ့မေးမယ်ရန်ကုန်မြို့တော်စီမံခန့်မေးမယ်ပြီးရင်ကျွန်တော်တို့ဒီတလားမြို့ထဲမှာလည်း case တွေရှိသေးတယ်ဆက်ပြီးတွားကြည့်ဦးမယ်ဒါတော့ကျွန်တော်တလားမြို့အခြေအနေဒါကျွန်တော်ဒီလုပ်ကိုလုပ်ရဲဆိုတာကဒီလုပ်ကိုလုပ်ရဲဆိုတာကကျွန်တော်တို့ ကျွန်တော်နိုင်ငံသားတယောက်ရဲ့တာဝန်ထမ်းတာနိုင်ငံသားတယောက်ရဲ့တာဝန်ထမ်းတာဒီလိုကိစ္စတွေကိုတော့ခင်ဗျားဘယ်သူမှတော့ဒီကျွန်တော်တို့ရဲ့နိုင်ငံတော်ကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြုဘူးအောက်ချိန်မှာကြိတ်နေတာကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြုဘူးအောက်ချိန်မှာလုပ်နေတာဒါတော့ကျွန်တော်တို့နိုင်ငံတော်အကြီးကြီးတွေသိအောင်လုပ်ရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အစိုးရနဲ့မီဒီယာဆိုအပြန်လဲကျွန်တော်တို့အကျိုးပြုရတာဗျအကျိုးပြုရတာကျွန်တော်လုပ်တဲ့အလုပ်တွေအားလုံးအထိပ္ပယ်ရှိတဲ့တိုင်းပြည်ကိုချစ်လို့လုပ်တာဒါပဲလက်ရှိဒီဒလားဒလားဒလားမျိုးဒီတောက်သုံးရေခိုင်ညပတ်သက်ပြီးတော့ကျွန်တော်လုပ်တယ်ဆိုတာကလည်း ဒီဒလားမျိုးချစ်တယ်ဗျဒလားမျိုးလည်းကျွန်တော်တို့ကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေပဲလေကျွန်တော်မျက်ကွယ်ပြုစရာလိုလို့လားအဲ့တော့အဲ့ဒီနေရာကြီးမှာဗျကျွန်တော်တို့ဒီဖုံးကြောင်းဆောင်မယ်စားတင်ကြောင်းဆောင်မယ်ဆေးရုံဆောင်မယ်အများပြည်သူတွေကအတုံးတက်မရအဆောင်မယ်ဆိုကျွန်တော်ဗာပြောစရာလိုလို့ဒါလုံးတင်တာဗောအများပြည်သူတွေကကျွန်တော်တို့လုံးရတာပဲလုံးရလုံးတင်တယ်လေအဲ့လိုမှမဟုတ်ဘဲနဲ့ခင်ဗျာတူးတူးတယောက်သွားပြီးတော့ခင်ဗျာပေးတာတော့ခင်ဗျာဘယ်လို့မှမရဘူး ါတော့ကမြဘလို့မှခွင့်ပြုစရာမရှိဘူးအဲ့တော့ဘလို့မှခွင့်ပြုစရာမရှိဘူးအဲ့တော့ကျွန်တော်ဆက်ပြီးတော့ဆက်လုပ်မယ်ဒုတိယသတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါလေဒါကတော့ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမဲ့ကျွန်တော်ဒီနှစ်80ပြည့်အထိမ်းမှတ်မဟာမျိုးချစ်စစ်ပွဲစစ်ပွဲကြီးအောင်ပွဲပေါ့ဗျာအောင်ပွဲအခမ်းအနားကိုဆေးပြအခမ်းအနားကိုကျွန်တော်ဒီမြန်မာတပ်မတော်ကိုစားပြုအဖွဲ့ဒါမနေ့ကမိုးလယ်ပိုင်းကမန္တလေးလေးစီကထွက်သွားပြီမန္တလေးလေးစီကထွက်သွားပြီအဲ့တော့ဒါကြီးကတော့ကျွန်တော်တို့ဝမ်းသာစရာကောင်းတော့ဗျာဝမ်းသာစရာကောင်းတော့ပေါ့တကယ်ကျွန်တော်တို့ကဘာမှာ ကဲစစ်အင်အားအကြီးဆုံးဒါဒုတိယနေရာလောက်ချိတ်တဲ့နိုင်ငံကြီးမှာတွားပြီးတော့မြန်မာတပ်မတော်ကတွားပြီးတော့ကျွန်တော်ဒီစေပြအခမ်းအနားမှာပါဝင်ပြသခွင့်ရတာကကျွန်တော်တို့နိုင်ငံတို့အများကြီးဒါဂုံယူရမယ့်ကိစ္စလည်းဖြစ်ပါတယ်ဂုံယူရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒါကျင်းပမယ့်ရက်ကဒီ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 ပေါ့ဗျာဒီမဟာမျိုးချစ်စစ်အောင်ပွဲကြီးကျင်းပမယ့်ရက်က2025ခုနှစ်မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့ယင်းပြည်နီမှာကျင်းပမှာဖြစ်ပါတယ် ရမြင်နေပါကျမမယ်အဲ့တော့အဲ့ဒီအခမ်းအနားမှာကျွန်တော်ဒီမြန်မာတပ်မတော်ကကိုစားပြုတပ်ဖွဲ့ဒါကျွန်တော်တို့မနေ့ကဒါမန်လေးကနေထွက်သွားပြီဒီလိုမျိုးဖြစ်လာရတဲ့အကြောင်းရင်းကလည်းပြီးခဲ့တဲ့ရက်ကဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုရှားနိုင်ငံခီးစီကိုသွားတယ်သွားတဲ့အခါမှာဒီရုရှားသမ္မတကဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုသူကတနည်းအားဖြင့်ခွင့်တောင်းတယ်ပေါ့ဗျာအဲခွင့်တောင်းတယ်ပေါ့အဲ့တော့လာမယ့်ဒီ20ပြည့်ဒီအခမ်းအနားကြီးမှာမြန်မာတပ်မတော်ကနေပြီးတော့ဒီကိုစားပြုဆေးပြတပ်ဖွဲ့တွေလှုပ်ပေးဖို့ဒါကျွန်တော်တို့ရုရှားသမ္မတပူတင်က ပြောတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်ဒီနိုင်ငံတော်ဝင်ရောက်ရတယ်ဒါကိုချင်းချင်းနဲ့လက်ခံတယ်လက်ခံပြီးရနောက်ပိုင်းမှာကျွန်တော်တို့ဒါဒီရင်းပြင်းဒီမှာမြန်မာတပ်မတော်ရဲ့ကိုစားပြုတပ်ဖွဲ့စေပြအခန်းစေပြမှုကိုကျွန်တော်တို့အလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါကဘာကိုပြနိုင်လဲဆိုတော့ရုရှားနဲ့မြန်မာနိုင်ငံရဲ့နှစ်နိုင်ငံကျွန်တော်တို့စစ်ဘက်ရက်ဘက်ဒါကျွန်တော်ချစ်ကြည်ရင်းနှီးမှုကိုပြတာလည်းရောက်ပါတယ်တကယ်ကိုကျွန်တော်တိတ်ကိုခံထားတယ်အလုံးကြီးတော့ကျွန်တော်တို့ဒီဒီတကွက်လေးကတိတ်တိတ်လေးလို့ထင်ရပါပဲအဲ့ဒီနောက်ွယ်မှာလက်ပတ်နေတဲ့ရန်နေရာကြီးကအများကြီးရှိတယ်အကြီးကြီးကိုရှိပါတယ် ဒါကကျွန်တော်တို့ဒါတော်တော်လေးလက်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဒါကဒီရုရှားမြန်မာနှစ်နိုင်ငံရဲ့ချစ်ချည်ရင်းနှီးမှုကိုပြလည်းဖြစ်ပါတယ်လက်ရှိလည်းကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဒီရုရှားမီဒီယာတွေလည်းတို့ရေးသားနေအတွေ့ရတယ်အဲ့ဒါကတော့ဒီငလင်မြန်မာနိုင်ငံမှာဒီမြန်မာနိုင်ငံမှာကျွန်တော်ငလင်ကြီးလုတ်ခတ်ခဲ့တော့လည်းပဲဒီရုရှားနိုင်ငံကမြန်မာနိုင်ငံမှာတိစောက်ပေးမဲ့စီမံကိန်းတွေလုံးဝရပ်တန့်သွားခြင်းလုံးဝမရှိဘူးဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးတို့ဆက်ပြီးတော့ ဆက်ပြီးဆောင်မယ်ထို့ဒီပါပဲကျွန်တော်တို့ဒီရုရှားနိုင်ငံရဲ့အကူအညီနဲ့ကျွန်တော်တို့ဒီနျူကလ িয়ার နဲ့လျှက်စစ်ထုတ်မဲ့စီမံကိန်းကိုလည်းရုရှားနိုင်ငံကမြန်မာနိုင်ငံမှာဆက်ပြီးတော့ကျွန်တော်အကောင့်ထဲပို့ပေးသွားမှာဖြစ်ပါတယ်ငလင်လောက်တာကငလင်လောက်တာတတ်တတ်ရုရှားကမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဆက်လုပ်မှာဆက်လုပ်မှာအဲ့တော့ဒီသတင်းကိုပြချုပ်ချင်တာကကျွန်တော်ရုရှားနိုင်ငံရဲ့တကယ်ရုရှားနိုင်ငံရဲ့ကြီးကြပ်မြင့်မတ်တဲ့အခမ်းအနားကြီးအခမ်းအနားကြီးမှာမြန်မာတပ်မတော်ရဲ့ကိုစားပြုဒါတပ်ဖွဲ့ကစီရေးပြအခမ်းအနားမှာပါဝင်ပြသခွင့်ရမှာကကျွန်တော်နိုင်ငံအတွက်ဒါကျွန်တော်တို့ များစွာကြီးမားတဲ့ဂုံယူမှုကြီးတစ်ခုလည်းဖြစ်ပါတယ်။တတိယဒေသကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့အိန္ဒိယနဲ့ဒီပါကစ္စတန်နယ်စပ်ကက်စပီးယားဒေသမှာဧပြီလ22ရက်နေ့ကပါကစ္စတန်အစိုးရအဖွဲ့ရဲ့ကြော်တော်နောက်ခံပြုထားတဲ့ဒီကျွန်တော်စစ်သွေးကြောအဖွဲ့ကဝန်တိုက်လို့ဒီအိန္ဒိယနိုင်ငံသားအားလုံးကျွန်တော်25ယောက်သေတယ်။နီပေါ်နိုင်ငံသား1ယောက်သေတယ်။အားလုံးကျွန်တော်တို့စုစုပေါင်း26ယောက်နေရာမှာပဲပွဲချင်းပြီးသေတယ်။ပြီးရင်ကျွန်တော်လူပေါင်းများစွာဒဏ်ရာရတယ်။အဲ့တော့ဒီကက်စပီးယားဒေသနဲ့ပတ်သက်ရင်ဒီ အိန္ဒိယနိုင်ငံသားတွေမှာလည်းကက်စမီးယားဒေသကြီးတစ်ခုလုံးကသူတို့ပိုင်တယ်ပါကစ္စတန်နိုင်ငံသားတွေရဲ့ရင်ဘတ်ထဲမှာဆိုရင်လည်းဒီကက်စမီးယားဒေသကြီးတစ်ခုလုံးကသူတို့ပိုင်တယ်အဲဒီဟာကြီးကကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံဖြစ်တည်မှုအိန္ဒိယနိုင်ငံဖြစ်တည်မှုကနေစပြီးတော့ကျွန်တော်တို့တတိယပြည်များအင်္ဂလိပ်လောက်ကနေလွတ်လာပြီးတဲ့နောက်ပိုင်းမှာဒီယနေ့ထိဒီကက်စမီးယားဒေသနဲ့ပတ်သက်ရင်ပါကစ္စတန်နဲ့အိန္ဒိယကအများအားဖြင့်ကျွန်တော်တို့စစ်မှတ်ဖြစ်ပွားခဲ့တဲ့အနေအထားတွေတော့ဖြစ်ခဲ့ပါတယ်တော်တော်ကြီးကိုသူတို့ဒါ ဒါကျွန်တော်တို့ဒီဒီနေမြေနဲ့ပတ်သက်ပြီးတော့နှစ်နိုင်ငံကကျွန်တော်တို့မကြာခဏဆိုသလိုထိတွေ့မှုတွေကတော်တော်လေးဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဒီကက်စပီးယားဒေသကိုအခြေပြုပြီးတော့ဒါလက်ရှိဖြစ်ခဲ့တဲ့အခြေအနေကလည်းဒီကက်စပီးယားဒေသမှာဆိုရင်ဒီအိန္ဒိယပိုင်တဲ့ပိုင်တဲ့ထဲကိုပါကစ္စတန်ကျောတော်နောက်ကပြူထားတဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကဝင်ရောက်တပ်ဖြတ်တိုက်ခိုက်တာဖြစ်ခဲ့တဲ့ဟာကလည်းအိန္ဒိယပိုင်တဲ့ထဲမှာဖြစ်တာပါကစ္စတန်နိုင်ငံပိုင်တဲ့ထဲမှာဖြစ်တာမဟုတ်ဘူးဖြစ်တာမဟုတ်ဘူးအဲ့တော့ဒီကက်စပီးယားဒေသကတကယ်ကိုတော်တော်လေးလှတဲ့ဒေသလည်းဖြစ်ပါတယ်ခင်ဗျားတို့အဲ့မှာ ဒီဒီကိုယ်မရိုက်ရှာလိုက်ရင်တော်တော်တွေ့ရပါတယ်ကက်စမီးယားဒေသရဲ့လှပမှုအဲ့တော့မြန်မာနိုင်ငံသားတွေဒီကက်စမီးယားဒေသကိုရောက်တဲ့သူတွေအများကြီးပါပဲကျွန်တော်တို့မရောက်ပါဘူးကျွန်တော်တို့ဒီ Google ကနေပဲကြည့်တာပါနော် Google ကနေကြည့်တာပါအဲ့တော့လက်ရှိလဲ ဒါလက်ရှိလဲကျွန်တော်ဒီ Kashmir ဒေသမှာဒီလိုမျိုးဒီအကြမ်းဖက်မှုတွေဖြစ်စဉ်တွေဖြစ်လာပြီဆိုတော့အဲဒီလိုဖြစ်လာပြီးနောက်ပိုင်းမှာဒီအိန္ဒိယနဲ့ဒီပါကစ္စတန်နိုင်ငံကသူတို့ဒါစီအသိအပြည့်မှုတွေဖြစ်လာတယ်ပြီးရင်ကျွန်တော်နိုင်ငံတန်အဖွဲ့တွေအပြန်အလှန်နှင်ထုတ်မှုတွေလုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံထဲမှာရောက်နေတဲ့ပါကစ္စတန်နိုင်ငံသားတွေကိုအိန္ဒိယဆိုတာပြန်ပြီးနှိမ့်လွှတ်တာတွေပါကစ္စတန်နိုင်ငံထဲမှာရှိနေတဲ့အိန္ဒိယတန်အဖွဲ့ကိုဒီပါကစ္စတန်နိုင်ငံကပြန်လွှတ်တာတွေပြန်ပြီးတော့လွှတ်တာတွေ ဒါတို့အစီအမံလုပ်ပါတယ်တနည်းအားဖြင့်လက်ရှိဆိုကျွန်တော်တို့ဒီကနေ့မနက်သတင်းမှာဖတ်ရတာကဒီအိန္ဒိယအစိုးရကဒီပါကစ္စတန်နိုင်ငံအိန္ဒိယအစိုးရကအိန္ဒိယအစိုးရကသူရဲ့အိန္ဒိယနိုင်ငံထဲမှာရောက်ရှိနေတဲ့ဒီပါကစ္စတန်ရဲ့တန်ဖွဲ့ကို48နိုင်ငံတွင်သူထွက်ခွာဖို့ဒါအမိန်ပေးတာ၄အိန္ဒိယနိုင်ငံထဲမှာရောက်နေတဲ့ပါကစ္စတန်နိုင်ငံသားတွေကို ချက်ချင်း48နာရီတည်းကို48နာရီမြဲသူ့ရဲ့နိုင်ငံကိုပြန်ပို့တော့တင်ညွန်ကြားတာတွေလောက်ရပါတယ်လောက်နေပါတယ်အဲဒါကကျွန်တော်တို့ဒီတန်ငင်းတမန်တကင်းမှာလည်းသူတို့တော်တော်ကြီးကိုကြီးပွတ်တိုက်မှုဖြစ်လာတယ်အဲ့လိုဒီကက်စမီးယားဒေသကိုအမိပြုပြီးတော့ဖြစ်လာတဲ့ပြိပကတွေနဲ့ပြိပကတွေနဲ့အကြောင်းပြုပြီးတော့ဒီအိန္ဒိယနိုင်ငံမှာကျွန်တော်မျိုးကြီးတွေမှာဘုံခွဲမှုတွေစတိုက်စတိုက်ဖြစ်ခဲ့တဲ့အစဉ်လာရှေ့မှာရှိခဲ့တယ် လက်ရှိဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီအိန္ဒိယအစိုးရကတော့သူ့ရဲ့နိုင်ငံအတွင်းမှာလုံခြုံရေးတင်းကြပ်မှုတွေလုပ်နေတယ်လို့ဒီအိန္ဒိယမီဒီယာတွေမှာလည်းကျွန်တော်ဖော်ပြနေတွေ့ရပါတယ်။ဒါကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါ။အဲ့တော့ဒီနေရာမှာကျွန်တော်ဒီကက်စပီးယားဒေသနဲ့ပတ်သက်ရင်လူပေါင်းလူတောင်းတဲ့ချီတည်ခဲ့တဲ့အစင်လာတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့တော့ကျွန်တော်အဲ့ဒီမှတ်တမ်းလေးကိုကျွန်တော်ပြန်ပြီးတင်ပြပါမယ်။အဲ့ဒါကဒီ1989 1989ခုနှစ်ကာလမှာဒီကက်စပီးယားဒေသမှာပဲဒီအိန္ဒိယအိန္ဒိယနဲ့ ပါကစ္စတန်တို့နိုင်ငံဒါအငင်းပွားမှုတွေဖြစ်တယ်ဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီနိုင်ငံကြော်ပြီးတော့ဒီအပြန်လက်တပ်ဖြတ်မှုတွေဖြစ်တာပေါ့တပ်ဖြတ်မှုတွေဖြစ်တဲ့အခါမှာဒီအိန္ဒိယနိုင်ငံသားအလုံးအိုက်မှာကျွန်တော်တို့တောင်းတဲ့ချီသေပါတယ်ဒီပါကစ္စတန်ဘက်မှာလည်းသေပါပါဒါနှစ်ဖက်ဒီတောင်းတဲ့ချီသေဆုံးမှုတွေများစွာတွေ့ရတယ်လက်ရှိဆိုရင်လည်းပဲဒီအိန္ဒိယအစိုးရကဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ အဲ့မှာကျွန်တော်တို့ဒီမြစ်ရှိတယ်ဗျာအဲ့ဒီမြစ်ကနေပြီးတော့အဲ့ဒီမြစ်ကကျွန်တော်တို့အိန္ဒိယနိုင်ငံပိုင်နယ်တွေကနေဖြတ်ရတဲ့ခါဆိုတော့ဖြတ်ရတဲ့ခါဆိုတော့ဒီရေချိုကိုအိန္ဒိယအကုန်ရတယ်အိန္ဒိယကဖွင့်မှာကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံသားတွေကရတာအဲ့မှာရှိတဲ့ဒီလေယာသုံးလုပ်ငန်းတွေမွေးမြူလုပ်ငန်းတွေစိုက်ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြုရတယ်ဗျာလက်ရှိအဲ့ဒီမြစ်ကိုအဲ့ဒီရေပေးဝေးပေါ့ဗျာဒီရေပေးဝေးရေပေးဝေးကိုလက်ရှိဒီအိန္ဒိယအစိုးရကဖြတ်တောက်လိုက်တယ်ဖြတ်တောက်လိုက်တဲ့အတွက်ဒီဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့ဒီနိုင်ငံသူနိုင်ငံသားတွေကတော့ဒီရေပြတ်တောက်မှုနဲ့ကြုံရပြီကြုံရပြီနောက်တစ်ခုက ဒီနေ့ထပ်တွေ့တာကဒီအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံသူတို့နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ထားတဲ့ကုန်းတွင်းကုန်းတွင်းကျွန်တော်တို့ကုန်သွယ်ရေးဂိတ်ကိုလည်းအိန္ဒိယအစိုးရပိတ်လိုက်ပြီအိန္ဒိယအစိုးရပိတ်လိုက်ပြီတနည်းအားဖြင့်ကျွန်တော်အိန္ဒိယအစိုးရနဲ့ဒီပါကစ္စတန်အစိုးရကနှစ်နိုင်ငံဆက်သွယ်မှုလမ်းကြောင်းတွေအလုံးဖြတ်တောက်လိုက်ပြီဖြတ်တောက်လိုက်ပြီအဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အိဒီပါကစ္စတန်နိုင်ငံဘက်ကကြည့်ရင်လည်းပါကစ္စတန်နိုင်ငံကအိန္ဒိယနိုင်ငံကိုကမ္ဘာတော်တော်မုန်းတယ်မုန်းရတဲ့အကြောင်းရင်းက ဒီရခိုင်ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကပါကစ္စတန်နိုင်ငံရဲ့ပိုင်နယ်ထဲမှာရှိတယ်ပိုင်နယ်ထဲမှာရှိတာပေါ့အဲ့တော့ကျွန်တော်တို့ဒီနာမည်ရှိကြတာပေါ့အဲ့ဒီဒီပါကစ္စတန်ပိုင်နယ်ထဲမှာရှိတယ်ပေါ့ဗျာပါကစ္စတန်နိုင်ငံထဲမှာရှိရဲအဲ့ဒီမှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်ဖြစ်လာမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာမဲ့ဒေသကိုအိန္ဒိယအစိုးရကစေရေးအကူအညီပေးတယ်စေရေးအကူအညီပေးတယ်နောက်ဆုံးဒီနောက်ဆုံးကျွန်တော်တို့ဒီအဲ့ဒီဒေသကဒါလွတ်မြောက်တဲ့ဒေသတစ်ခုဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာတယ်ပေါ့အဲ့ဒီအဲ့ဒီရကျွန်တော်တို့နိုင်ငံရဲ့ စီးရင်နိုင်ငံရှုပ်ထွေးမှုတွေကလည်းကြီးကြီးမားမားဖြစ်တယ်အဲ့ဒီအားတွေကကျွန်တော်တို့ဒီနိုင်ငံနဲ့ဒီကဘာရှိသူတွေဖြစ်နေအောင်ပါပဲနောက်တစ်ခုကဒီနှစ်ခုမှာကဒီပါကစ္စတန်နဲ့ဒီအိန္ဒိယနိုင်ငံနိုင်ငံရဲ့ကိုယ်ွယ်ယုံကြည်မှုမှာသူတို့နှစ်ခုကတော်တော်လေးကိုကျွန်တော်ပြဿနာတက်တယ်ပြဿနာတော်တော်ကြီးကြီးမားမားတက်တယ်အဲ့တော့အိန္ဒိယနိုင်ငံနယ်နိမိတ်တွေကနေပြီးတော့နွားတွေကိုကျွန်တော်တို့ဒီပါကစ္စတန်နိုင်ငံနဲ့ကိုးသွင်းတာတွေပြီးသွားရင်ကျွန်တော်တို့ဒီနယ်စပ်ခြံစည်းကိုဖောက်ပြီးတော့ပါကစ္စတန်နိုင်ငံသားတွေအိန္ဒိယနိုင်ငံသားခိုးဝင်တာတွေအဲ့ဒါဆိုရင်အိန္ဒိယကဘာလို့အသေးပြတ်တာအသေး တခါလေးပြတ်တက်ခိုင်းတာအဲ့တော့နောက်နိုင်ငံကကျွန်တော်တို့ဒီတမိုင်းနဲ့ချီပြီးတော့နိုင်ငံဖြစ်တည်မှုအားစပြီးတော့တနည်းအားဖြင့်အင်္ဂလိပ်နိုင်ငံရဲ့အင်္ဂလိပ်နိုင်အင်္ဂလိပ်အစိုးရရဲ့လွတ်လပ်ရေးပေးပြီးတဲ့နောက်ပိုင်းအားတွေစပြီးတော့ဖြစ်လာတဲ့ပြိပကလည်းယနေ့ထိယနေ့ဒီပဲဖြစ်ပါလေအဲ့တော့ကျွန်တော်ဒီသတင်းပြန်ချုပ်ချင်တာကအေအေဗလာ20ရက်နေ့ကဒီကက်စမီးယားဒေသမှာရှိတဲ့အိန္ဒိယနိုင်ငံသားတွေကို ဒီပါကစ္စတန်အစိုးရအဖွဲ့ကကျွန်တော်နောက်ကပြုထားတဲ့အဖွဲ့ကဝင်တိုက်တယ်ဒါကအိန္ဒိယပိုင်နယ်ထဲမှာဖြစ်သွားတယ်အဲ့မှာကျွန်တော်အိန္ဒိယနိုင်ငံသားအလုံး25ရောက်ဒီဘောနိုင်ငံသား100ရောက်အလုံး26ရောက်တည်တယ်များစွာတန်ရရတယ်အဲ့ဒီအဲ့ဒီအားတွေပြီးတော့ကျွန်တော်အကျိုးဆက်တွေဖြစ်ဒါအိန္ဒိယနဲ့ဒီပါကစ္စတန်နိုင်ငံတို့နှစ်နိုင်ငံဒီတန်ဖွဲ့တွေအပြန်လန်းနေထုံးမှုတွေလုပ်တယ်အိန္ဒိယနိုင်ငံထဲမှာရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားတွေကိုဒါအိန္ဒိယအစိုးရပြန်သူ့ရဲ့မိခင်နိုင်ငံကိုပြန်ခိုင်းတယ်ပြီးတော့ကျွန်တော်တို့ဒီကက်စပီးယားဒေသမှာ အိန္ဒိယအစိုးရကထိချုပ်ထားတဲ့ရေဘေးဝေရေးကိုတရှိအိန္ဒိယအစိုးရကဖြတ်တောက်လိုက်ပြီးဖြတ်တောက်လိုက်တဲ့အကျိုးဆက်ကြောင့်ဒီပါကစ္စတန်နိုင်ငံမှာရှိတဲ့သူတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေများစွာဒါကျွန်တော်တို့ဒီရေတွက်တော်တော်ကြီးခက်ခဲသွားတယ်ပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့အိန္ဒိယနဲ့ဒီပါကစ္စတန်နိုင်ငံကုန်သွယ်မှုပြုလာတဲ့နယ်စပ်ကိတ်ကုန်သွယ်နယ်စပ်ကိတ်ကိုလည်းဒါပိတ်လိုက်တယ်အိန္ဒိယအစိုးရပိတ်လိုက်တယ်ဒါတော့ကျွန်တော်တို့ဒါတော်တော်လေးစောင့်ကြည့်ရမယ့်ဒေသပေါ့ဗျာအဲ့တော့နောက်လာမယ့်အချိန်တွေမှာဒါ ပါကစ္စတန်ကလည်းကြောတော့နောက်ခံပြလာတဲ့အကြမ်းဖက်သမားတွေရခင်လိုပဲအိန္ဒိယနိုင်ငံထဲမှာဘုံခွဲနိုင်မလားအကြမ်းဖက်မှုတွေဘာတွေလုပ်နိုင်လဲပေါ့ဒါတွေကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီသတင်းတင်ပြရတာကကိုယ့်ရဲ့အိန္ဒိယချင်းနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာကျွန်တော်သိရအောင်တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ရဲ့ဒီအချက်လက်အချို့ကြံခဲ့တာတွေရှိနေပါတယ်အဲ့တော့ကြံခဲ့တာတွေရှိခဲ့ရင်လည်းနားလည်ပေးကြပါနောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့ရခိုင်ပြည်နယ်ရဲ့အခြေအနေတင်ပြပါမယ်အဲ့တော့ရခိုင်ပြည်နယ်စစ်တပ်မြို့မှာရှိတဲ့ရခိုင်ပြည်နယ်လွတ်တော်ရုံးအဲ့တော့လွတ်တော်ရုံးကိုပြန်ပြန်ပြီးတော့ပြုပြင်ဖို့အတွက် ပြုပြင်ဖို့အတွက်ကျွန်တော်တို့ပြည်နယ်အစိုးရဖွဲ့ရနေပြီးတော့ဒီတင်တာခေါ်တယ်ပေါ့ဗျာတနည်းအားဖြင့်တနည်းအားဖြင့်လာမဲ့လာမဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာဒီလာမဲ့လာမဲ့ဒီရွေးကောက်ပွဲကာလမှာဒီရခိုင်ပြည်နယ်မှာကျွန်တော်တို့ဒီလွတ်တော်နိုင်ငံအခင်းကြီးတွေပေါ်လာမယ်အဲ့ဒီနိုင်ငံအခင်းကြီးကနေပဲကျွန်တော်လွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေပေါ်လာတဲ့အခါမှာကျွန်တော်အစီအစဉ်ပြုဖို့အတွက်အစီအစဉ်ပြုဖို့အတွက်လက်ရှိဒီပြည်နယ်အစိုးရဖွဲ့တော့ဒီလွတ်တော်ပြင်ဆင်ဖို့အတွက်တင်တာတွေခေါ်နေပြီတင်တာခေါ်နေပြီအဲ့တော့အဲ့မှာဗားလေးရေးထားလဲဆိုတော့သူတို့လုံးမဲ့ဟာက ဗတ်ဆုံသုံးခန်းမမျက်နှာချက်တွေပြုပြမယ်တဲ့ဗတ်ဆုံသုံးခန်းမကြံခင်းတွေပြုပြမယ်တဲ့ပြီးရင်ကျွန်တော်ဗတ်ဆုံသုံးခန်းမဘီလိုင်းတွေတက်စင်မယ်တဲ့ပြီးရင်ကျွန်တော်အဲ့ဒီတာအကြီးသားပြင်စင်မယ်ပေါ့အဲ့ဒီတာအကြီးသားပြင်စင်မယ်ပြီးရင်ကျွန်တော်တို့ဆက်ဆက်ပေါ့ဗျာအဲ့ဒီလွတ်တော်ပေါ့ဗျာကျွန်တော်တို့ဒီဆက်ဆက်ပြီးတော့ပြင်စင်မယ်ပေါ့အဲ့တော့ဒါဘာကြောင့်ပြင်စင်ရလဲဆိုလွတ်တော်လုံးပါဘုရပြင်စင်လားလွတ်တော်လုံးမယ်တနည်းအားဖြင့်ရွေးကောက်ပွဲလုံးမယ်ရွေးကောက်ပွဲထွက်ပလာတဲ့ကိုယ်စီလေးရလွတ်တော်တက်မယ်လွတ်တော်တက်ပြီးတော့ကျွန်တော်ရခိုင်ပြည်နယ်ရဲ့အရေးကိုဒီလွတ်တော်ကနေသွားမယ်သွားမယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာကျွန်တော်မြို့နယ်၃မြို့နယ်လောက်ပဲဒါကျွန်တော်တို့ဒီနာဆကဘက ထဲချွတ်တာရှိတယ်။ဂျန်နေဟာတော့ကျွန်တော်တို့စစ်သွေးကြွားတွေစစ်သွေးကြွားအိမ်နဲ့အပေါင်းပါတွေထဲချွတ်တာဆိုဖြစ်တယ်။တိုးဆိုလည်းပဲလက်ရှိဒီမြန်မာနိုင်ငံကြီးကဒီနေ့ဒီမျိုးနောက်နေ့ဒီမျိုးဖြစ်နေတာဆိုတော့ဗျာ။အဲ့တော့ကျွန်တော်တို့ကစောင့်ကြည့်ရမှာလို့ဘာမှမရှိဘူး။အဲ့တော့ဘာကြီးဆက်ဖြစ်မလဲပေါ့။ဟာဘာကြီးဆက်ဖြစ်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပြည်ပမီတာကိုအနေနဲ့ကကျေးဇူးအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါဗျာ။